ဒါနလုံးကျုပ်ပေတဲ့သီလလုံးရင်သီလသောက်သေးလို့ရှိရင်သက်ရှိတဲ့နတ်ပြေရောက်တယ်လို့ဒီများတော့သိတဲ့ဉာဏ်သေးကမ္မတက္ကတဉာဏ်ဒီဉာဏ်လေးသာဝနာဘဉာဏ်လို့မှတ်လိုက်ကြပါဒီဉာဏ်ပဲနဲ့မှတ်ကြဒီကကျွဲ့ သေးချာစဉ်းစားမှာနော်မှန်ပါပါကိုယ်ပဲအချင်းနေဆိုင်နေတယ်တို့ကသာသနာ့ဘန်းတော့မိုးဖွားကြပါရဲ့ညာကဒီညာမျှသုံးနေမယ်ဆိုရင်ဖြင့်သာသနာ့ဘန်းညာတဲမှာပဲသက်ဝင်နေတယ်မှန်ပါပါဘောပါမှန်ပါပါဒါဖြင့်ဒကာရမတို့ဒုတိယညာလေးပြောပါဦးမယ်မှန်ပါပါဒုတိယညာကတော့ဒကာရမခန္ဓာကိုယ်ထဲမှာရှိတဲ့ခန္ဓာငါးပါးရှိတဲ့နေက ဖြစ်ပြီးပြတဲ့အိ္ိစလေးတွေသိတဲ့ဉာဏ်ဖြစ်ပြီးပြတဲ့အဲဒုက္ခလေးတွေသိတဲ့ဉာဏ်ဖြစ်ပြီးပြတဲ့အနတ္တလေးတွေသိတဲ့ဉာဏ်ကသစ္စာနုလုံးကဉာဏ်မှန်ပါဗျာဒါကသာသနာ့ဆွမ်းမှာပေါ်လာတဲ့ဉာဏ်မှန်ပါဗျာဒါဖြင့် သာသနာ့ဝဉဏ်ကတူတူမှတ်ကြပါစို့ဆိုတော့ကောင်းတာလို့ကောင်းကျိုးပေးတယ်မကောင်းတာလို့မကောင်းကျိုးပေးတယ်ဆိုတဲ့သိတဲ့ဉာဏ်ဒီသာသနာ့ဝဉဏ်မှန်ပါခန္ဓာကိုယ်ထဲနဲ့ဝေဒနာလေးပေါ်လိုက်ကြောက်သွားလိုက်ဩဝေဒနာခန္ဓာလေးတွေလည်းဖြစ်ပြပါလားစိတ်ကလေးတွေပေါ်လိုက်ဖြစ်ပြီးပြတ်သွားလိုက်ဒါလေးတွေကြည့်တတ်တဲ့ဉာဏ်ကတော့သစ္စာဒီလောကဉာဏ်လို့ခေါ်ပါတယ်မှန်ပါ ဒါကြောင့်ဘုန်းကြီးတို့တရားသမားတွေမှာဝိပဿနာအလုပ်ကိုဆရာရှင်မှာနှီးပြကြမလုပ်လို့ရှိရင်ဖြင့်သာသနာ့ဘဉာဏ်နဲ့ပဲနေပြီးသာသနာ့ဘဉာဏ်နဲ့ပဲသိကြလိမ့်မယ်မှန်ပါဘူးဗျာဒါဖြင့်တရားသမားတွေသစ္စာနဲ့လျော်တဲ့ညာမရမရပါဘူးဗျာမရတော့ဘူးလို့သာသနာ့ဘုန်းကမဖြစ်လေရမှန်ပါဘူးဗျာမဖြစ်လေရတော့ငိုင်းညာပုံညာမရမရပါဘူးဗျာတယ်လည်းနာပါမှန်ပါဘူးဗျာ လေသာသနာ့ဘင်္ဂအလုံးလုံးမိနေရောလားသာသနာ့ဘဝအလုံးခံငါစီတင့်တယ်နေသလားဆိုတာကိုပဲတကယ်စစ်တော့ဝေဖန်တော့